င်္ဂလာပါရှင်အခုတစ်ခါမှာတော့ဆရာကြီးဥတာတို့ရဲ့လင်းတပွမ်းကွဲဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်နားဆင်ကြပါအောင်ရှင် ွဲလောင်းနာရင်ဖဲရိုက်တာတွေပဲလိမ်မာပါပြီယုံမာခင်းရဲ့ချစ်သူမောင်တက်လဲအရက်တော့ဖို့စိတ်မကူးတယ်မကောင်းနာများဖြင့်ကွယ်စင်ချင်ပါတော့မေနိုင်ငံတည်နာမဲကြောင့်အဆိုတော်အိုအောဘတောင်ဤစင်ကျင်တော့မဲတခြင်းတက်ပြလာတိုင်း မလှမြိုင်သည့်ရေဒီယိုအနီးသို့အလော်တကြီးပြေကပ်လျက်ဓာတ်ပြားနှစ်ဖက်လုံးဆုံးသွားမှပင်တက်ပြင်းကလေးခြာရင်ထသွားလေးရှိကလေးသည်ရေဒီယိုလာမည့်အချိန်များထက်3-4မိနစ်များဆော၍ကြိုကြိုတင်တင် ဖွင့်ထားပြီးမှလှုပ်ရှားအိမ်မှုကိစ္စဘာရီးယားများကိုလှုပ်လေးရှိသောမလှမြိုင်မှာတခါတရံထမင်းအိုးငှဲ့ရင်တန်းလန်းကပင်ထိုမြည်သော အော်ဝါဘတောင်ဤစင်ကြင်တော့မဲ့တခြင်းသံပေါ်လာသည့်နေ့တစ်ပိုင်းနဲ့ ငှက်လက်စာထမင်းအိုးကိုဇူဇူဇက်ဇက်ချထားခဲ့ကကြပြကြရထွက်လာပြီးရေဒီယိုနဲ့မျက်နှာချင်းဆိုင်အမြိုက်သားနားထောင်နေတတ်သောကြောင့်ထမင်းပြော့သွားသဖြင့်ပြန်ချက်ရသည်မှာလဲ၆ချိန်ထက်မနေတော့ပြီအဖေသူသောအကြောင်းကြောင့်မလမြိုင်သည်အီမီသောတခြင်းကိုထိုမြလောက်ဆွဲလန်းစုံမဲ့နှစ်တန်နေရပါပြီတနိအကြောင်းရှိရပေမည် ရှိလဲရှိသည်သာဖြစ်၏အမြိုက် တကားခောက်တန်နှင့်အတူခေါ်လိုက်သောထိုအတန်ကိုကြားရသည်နှင့်တပြိုင်နက်ရှင်ကိုမသောလာပြီမလမြိုင်သည်တို့လျင်ခက်လောလောထူရင်ကမူးရှူတို့ပြေးကက်ခါတကားကလန်ကို တုံဆိုင်ခြင်းမရှိပဲပြပြတလဲဖွင့်ပေးလေးရှိ၏ဤလိုခေါ်တန်နှင့်ရင်းတို့တကားခောက်တန်ကြားတိုင်းတကားဖွင့်ပေးခဲ့သောမလမြိုင်ဤလင်းမြန်ဖြက်လန်းမှုမှာတစ်ချိန်နှင့်တစ်ချိန်ကွဲပြားခြားနာချက်ဟူ၍လုံးဝမရှိခဲ့တော့လေခေါ်တန်ခောက်တန်ဤအပြုတ်အမာကိုလိုက်၍ကား ူအမှုရာသည်တစ်ကြိမ်နှင့်တစ်ကြိမ်မတူသည်ကိုတွေ့ရ၏အတော်လက်ဆုံးဖွင့်ပေးလိုက်သည်နှင့် တကားတစ်ချက်ပွင့်အသွားတွင် မြင့်သေးသည်လူရည်တန်းလာသည် အသက်35နှစ်ခန့်လူရွယ်တဦးဝင်လာပြီးတရင်တရိုင်နှင့် အနီးဆုံးကလတ်တိုင်းတွင် ခြေပြက်လက်ပြက်ထိုင်ချလိုက်၏ခတ်တာပဲသူတောက်လာပြန်ပြီလက်မှန်းတမ်းမိနေသည်နှင့်အမျှ မလှမြိုင်လဲတကားကိုမကြည့်ပဲကလန့်ထိုးနေရမှာကိုဘတောင်ဆိုသူဘက်သို့ခေါင်းငယ်ရင်းတဲ့တဲ့ကလေးညီညူလိုက်။ဘာငီးနေတာလဲ။ထုံးစံကိုမတိဘူးလားအမြိုင်။မေးဖြားနဲ့ရင်ဘတ်ထီလူနီပါငုံရမှာမျက်နှာကိုမမော်ပဲမျက်လွှာလှမ်းကြည့်ရင်ကိုဘတောင်ကဤလိုငေါက်ဆက်ဆက်ပြောလိုက်သည်တွင်မလှမြိုင်လဲစိတ်ကလေးအထိတ်တလန့်နှင့်နောက်ဖေးခန်းသို့ခြာကနေလှည့်ဝင်သွားရရှာ၏။ကိုဘတောင်၏အမူအရာကိုကြည်ရသည်မှာ ရေချင်းကပ်ယုံလောက်မဟုတ်ပဲပို့ပို့တာတာတောက်လာဟန်တူ၏ဇက်ကိုပင်မထူနိုင်ခေါင်းကိုင်းဆိုင်နှင့်ငိုင်းနေရာမှတစုံတရာဘာကိုတတိယလာသည်မပြောတမ်းသူ့ခေါင်းကိုသူအနိုင်နိုင် ထူမှန်းလိုက်ပြီးဧကန်အနှံ့နေရာလက်မကျန်အောင်မျက်လုံးကစားနေ၏နောက်ဆုံးသူရှာဖွေနေသောအရာဝတ္ထုတစုံတရာကိုမတွေ့ရသည်နှင့် စိတ်ပြတ်သွားသလိုသူ့ကိုယ်ကိုရုတ်တရက်ရှော့ထိုင်လိုက်ပြီးမှသမီးတိန်သိန်း ခေါ်ရင်စာရေးစပွဲကြီးစီတို့ငေးဆိုင်ကြီးရှုနေသည်၌ချက်ချင်းဆိုသလိုပင်ထိုစပွဲကြီးအောက်မှလေးဘတ်ထောက်ရီထွက်လာသောနှစ်ခါလဲကျော်သုံးခါလဲနီးပါးအရွယ်ကလေးငယ်ကိုမြင်ရသည်နှင့်လာအောင်သမီးဒီယိုအလွန်အလွန်ထိတ်လန့်တုန်လုံးနေပုံရသော ကလေးငယ်လေးစပွဲအနီးရှိ ကလပ်ထိုင်းကိုကန်၍အနိုင်နိုင်ထရက်လိုက်ပြီးမှမဝွန်တဝွန်လှမ်းသွားသည်ကို စီးကြိုပွေဖက်ရင်ကိုဘတောင်သည် နီနေသောမျက်လုံးများဖြင့်စင်စင်ကြီးကြီးတဲကသမီးတင်းသိင်းဘေဘေကိုချစ်တယ်ဟုတ်လားတင်းသိင်းလေးကခေါင်းငှိတ်အပြေပေး၏ပါဇက်ကပြောလီရုတ်တရက်ဘာစကားမှထွက်မလာသည်တင်းသိင်းကလေး၏အသားများမှတစက်စက်တုန်နေရှာ၏ပြောလီသမီးဖေဖေကိုချစ်တယ်ဟုတ်လား ချစ်ချစ်တဲ့တိမ်သိမ်းကလေးအဖြေတမ်းမှာငကိုတမ်းမျိုးမဟုတ်တုံလှုပ်ထိတ်လန့်နေသည့်ခြောက်ခြားမှုအတွင်မှပောက်ကွဲထွက်ပေါ်လာသောအတန်ကြောင်ကြောင်ကလေးဖြစ်လျက်အကြောက်လွန်နေသည့်နှင့်အများလိမ်တိမ်သိမ်းသည် ရောင်ရမ်းဟစ်အော်ပျော်လိုက်မိဟန်တူ၏ကိုဘာတောင်ဤရင်ခွင်ထဲမှမတိမသားလွန်ယုံကလေးယုံထွက်နေသောတိမ်သိမ်းဤလှုပ်ရှားနေသည့်အမူအရာမှာမေးလူအမြင်အဖျင်းတနာစရာဖြစ်နေတော်လဲကိုဘာတောင်မှမူကထို့အဖြစ်ကိုပင် တအေးအေးရီရင်သဘောကြနေတော့ဤသမီးကဖဖေကိုချစ်တာနဲ့ဘာဖြစ်လို့ပုန်းနေရတာလဲတင့်တင့်ကိုဘာတောင်ဤမိကုံးမှာရှာလေးအားလေးနဲ့ဖြည်းဖြည်းချင်းထွက်ပေါ်လာ၍စကားဆုံးသွားသည့်တိုင်အောင်တင့်တင့်တွင်ဘာဖြေရမည်မသိတဲ့ကဲ့သို့တွေ့တွေ့ငိုင်းငိုင်းခေါင်းကလေးဆိုင်၍ရှိုင်နေရှာဤဖဖေမင်းနေတာမကြဘူးလား ထိုအတန်းကြောင့်တိမ့်သိမ့်မှာပို၍ရှိုင်လာ၏သူမျက်နာကလေးကိုအညွန့်နှိုင်းဆုံးငုတ်ထားသောကြောင့်မျက်ရည်ဆက်ကလေးများမှလည်းပါပြင်တလျှောက်ယိုစီးခွင့်မရပဲမျက်ခမ်းဆက်တွင်သာ တွဲလျက်ခြေမနှစ်ခုကြားကြံပြင်ပေါ်သို့တပေါက်ပေါက်ကျနေ၏ဖြေတံကထွက်မလာသည်ပြောလေသမီးဘာဖြစ်လို့ပုန်းနေတာလဲကြောက်ကြောက်တယ်ဖေဖေဟိုတိမ့်တိမ့်ကြောက်တယ် ထိုအခိုက်တွင် စော်ရာပလင်ဖန်ကွက်လွတ်နှလုံးအပြင်အရက်နှင့်မြည်ရန်မှုထင်ရသော စားစရာပကံတစ်ခုကိုကြောက်ကဘန်းတွင်ထည့်၍ယူလာသော မလှမြိုင်ကိုမြင်ရသည်နှင့်ကိုဘတောင်လည်းတိမ်သိမ်ကလေးအားတစုံတရာ မေခွန်းမထုတ်တော့ပဲမလှမြိုင်စီတို့အာယုံပြောင်းသွားတော့၏လက်ညိုကလေးတစ်ချောင်းကိုပါဇက်တွင်ငုံရင်တုံတုံရီရီရှိုင်နေသောတိမ်သိမ်ကလေးဤတနာစရာအဖြစ်ကိုယဉ်နှင့်အောင်မြင်လိုက်ရသောမလှမြိုင်မှာကိုကလေးရိုင်လူမတက်စိတ်ထိခိုက်သွားပြီးအနီးသို့ရောက်သည်နှင့် တော်တမီဖះရှိခိုးပြီးအိတ်တော်နော်တမီကလေးငငယ်အရွယ်နှင်းမလိုက်အောင်ခံစားနေရသည့်စိတ်ဒုက္ခကိုမရှူရနိုင်တကယ်တော့ဤလိုပြောလိုက်မှပင်တိမ်သိမ်းခမားခြာကနေလှဲ့သွားပြီးဖះစဉ်ရှိတွင်ကြိုကြိုယုတ်ယုတ်ထိုင်ချလိုက်လေ၏ချက်ချင်းဆိုသလိုပင်မလားမြိုင်လေလက်ထဲမှဘန်းကလေးကိုအေကန်အလဲရှိစပွဲပေါ်တွင်အသာချပြီးဒေါန့်တနီယာသို့လျှောက်သွားကတပိပတ်လေခန်းရှိစပွဲဝိုင်းကလေးကိုယူ၍ကိုဘသောင်ရှိတွင်ချလိုက်ပြီးမှ ကြောက်ကဘန်းကိုထိုစပွဲကလေးပေါ်သို့နေသားတကြတင်ပြီးလိုက်လေ၏အလုံးအစင်သင်းရှိသွားမှာပင်ကိုဘတောင်လဲသူ့တကလက်အင်ဂျီအိတ်ထဲမှအရှိတထွားခန့်ရှိလေးတောင်ဘရန်ဒီပလင်ပြပြလေးတလုံးကိုဆွဲထုတ်ကဘူးကိုဖွင့်ဖန်ကွက်ထဲထဲတဖန်ဆော်တာပလင်ဖွင့်ဘရန်ဒီနှင့်ယောဂတကြိုင်နှစ်ကြိုင်မော့လိုက်ပြီးမှအမြောင်းလိုက်စီနှင့်ကြော်ထားသောငရဲချောက်ကြော်တမြောင်းကိုဆွဲယူကြိုက်ဝါနေလေ၏ဒါပဲလားအမြိုင်အရင်နဲ့မြည်ဖို့อ่ะ ဟုတ်ကဲ့ကိုပါတောင်ဒီနေ့ကိုပါတောင်တောက်လိမ့်မယ်မမ်းမသိလို့ခုဒီငါ6တောင်မှလိုလိုမယ်မယ်ဆိုပြီးကြောထားရတာမင်းအလက်ခံမင်းမဘာအသုံးကြတယ်လဲကိုလင်ဟာအရက်သမားဟုတ်လားအရက်သမားဆိုတာတောက်ချင်တယ်နေတောက်တာပဲကွာစည်းကမ်းရှိတာမဟုတ်ဘူးဒါဟုတ်မင်းတည်ထားဖို့ကောင်းတယ်အရက်နေမီးဖို့ကျက်သားတို့ငါတို့တခုခုကြော်ထားဖို့ကောင်းတယ်ခိုးတော့ငါချောက်ကြော်တဲ့ ကိုဘတောင်လဲသူအဆုံးသတ်လိုက်သောထွေတန်းနှင့်အတူသူရှိတွင်ဒူးကလေးထောက်၍ထိုင်နေသော မလမြိုင်၏နှစ်ဖူးကိုခတ်ဆောင်ဆောင်ကလေးတွန်းလိုက်သောကြောင့်မလမြိုင်မှာနောက်သို့ရန်၍ဖင်ထိုင်ရက်သားကြာသွားရှာ၏ဒီလိုဆိုလဲဘယ်နည်းအရက်တောင်မဲအရက်နဲ့မြည်းဖို့ဘာကြော်ထားလို့မှာခဲ့ပေါ်ကိုဘတောင်ဒါမှအမြိုင်လဲလှုပ်ထားမဲတော်တော့ထမရှိနဲ့ဘာထိတ်ဝမှာအခောက်ကင်ငါမှုဖို့တွားဝဲ ပျော်ပျော်ဆိုဆိုပင် ကိုဘတောင်ကတရခန်းထိုင်ထိုင်နေသောမလှမြိုင်ဤဒူးကလေးကို သူ့ခြေဘဝဖြင့်တွန်းကန်ကန်လိုက်သဖြင့်မလှမြိုင်မှာရုတ်တရက်နောက်သို့လန်သွားရှာ၏သူကံပင်ကံလိုက်ရတော့လေကိုဘတောင်ဤအမူအရာမှာ သူဤဇနီးတဲ့မလှမြိုင်ကလေးထိကိုက်နာကျင်သွားမည်ကိုလည်းစိုးရင်သည့်အမူအရာပေါ်နေ၏တင့်တိန်ကလေးမှမူဖျားစင်ဘက်သို့လက်အုပ်ကလေးခြိထားသည်မှန်တော်လေ ူမျက်နာမှာမိဘနှစ်ပါးဘက်သို့ငယ်လျက်ကြည်နေသည် ဖြစ်သောကြောင့်ကိုဘတောင်၏အပြုအမူများကိုအစအဆုံးမြင်နေရ၏။နောက်ဆုံးကိုဘတောင်ကမလမြိုင်အားခြေနှစ်ကန်၍အခောက်ကင်ဝဲခိုင်းသော စကားစပြတ်သွားသည်နှင့်တိမ့်သိမ့်သည် ခက်လောလောဥချ၍ပြာကြီးပြာရာထထေကအိတ်ခမ်းထဲဝင်တော်မူအပြုတွင်ဘယ်လဲသမီးကိုဘတောင်ကဤသို့လျင်အာလုတ်တန်ကြီးနှင့်မေးလိုက်တော့ကြောင့် တိမ်တိမ်ကလေးဤတွက်လာသောခြေလမ်းမှာတအူးတယောက်ကဆွဲလိုက်တဲ့ကဲ့သို့တုံကနေရက်သွားပြီးအသားများမှာတဇက်ဇက်တုံနေရှာ၏တစုံတရာဘာများမဖြစ်ပါစက်သေးလက်ညှိုးကလေးခွေပြီးမျက်ရည်သာတွေ့တွေ့ကြနေ၏ကိုဘတောင်ဤမျက်နှာကလုံးဝမော်မကြည်ဝန်းရှာပဲဝမ်းနေဖူလိုက်နဲ့တဖြည်းဖြည်းရှိုင်လာတော့ကြောင်းကဲကိုဘတောင်ကလေးကိုတော့စိတ်ဆင်းရအောင်မလုပ်ချင်ပါနဲ့ရှင်အမြိုင်ကိုနှိမ့်ဆက်ရရင်တော်ရောပေါ့ကဲ ။သွားတမီအိတ်ချေတော့နော်။မလမြိုင်လေဤသူပြောရင်းကပင်တိမ်သိမ်ကလေးအားပွေချီဝင်သွားကဂဒင်ပေါ်တိတ်ခဲပြီးမှ အခောက်ကင်ဝဲရန်တိုက်ပေါ်မှာဆင်းသွားလေ၏။ င်းနေလဲမလှမြိုင်ရှင့်လူအတော်ဟန်ရဲ့လားဟန်မှာပါပဲလေရှင်တဲ့သူနဲ့ကတယောက်နဲ့တယောက်သမီးစားဖြစ်နှိရှည်လာများချစ်ခဲ့ပြီးမှယူကြတာဆိုတော့ဟွန်းတော်ပါတယ်တငယ်ချင်းရဲ့ကိုဘတောင်လုံးလင်မျိုးတော့ခုခင်မှာတော်ပဲရှားလိမ့်မယ်ကုလင်မှုပြောတာမဟုတ်ပါဘူးလာခထုတ်လာရင်ပဲသူ့ဘာတွေတုံးခဲ့တယ်ဆိုတာအဆစင်းရင်နဲ့အင်းနဲ့ပုံငွေအကုန်ပုံအပ်တာပဲအဲ့ဒါကျမဘာပဲဘလို့တုံးတုံးစစ်လာစီလာမလောက်ရှာပါဘူး ဒါပေမဲ့ကို့တငယ်ချင်းမမှန်တာပဲဖွင့်ပြောလိုက်ရအောင်မေကိုဘတောင်မှာလင်ကောင်းတယောက်ဖြစ်နေတော့ဘာဖြစ်မှမရှိရှာပါဘူးကဲတောက်လိုက်အောင်ကွယ်ကော်ဖီတနေ့တွင်မန်လာမြိုင်လေရင်းနှီးသောတငယ်ချင်းမတယောက်အားအခန်းစကားပြောနေရင်းကဤလိုစကားအဆုံးသတ်ပြီးကော်ဖီပကံကိုတိုးပေးလိုက်ခါဆက်လက်၍ခတ်တာကကွယ်ကိုဘတောင်ကအယက်မူးလာပြီဆိုရင်ဘာမှမသိတော်သလိုပဲနည်းနည်းရမ်းချင်တယ် ဟမ်သူတောက်တက်သလားမလားမြိုင်ကျမနဲ့ညာစာကတော့မတောက်တက်ရှာပါဘူးတိမ်တိမ်လေးမျက်နှာမြင်ပြီးတော့မှသူနဲ့ចောင်းနေပဲဆိုလားကောလိပ်ကနိုင်ငံရေးသမားចောင်းသား3လောက်ပေါ့အဲ့ဒါအေယိုလာလာပြီးဆွေးနွေးတယ်ပြောတာပဲကျမလည်းဘာရဲလို့ဂယုဆိုင်ပြီးနားမထောင်မိပါဘူးဟာဒီကိစ္စမှာမလားမြိုင်မှားပြီဘဲနဲ့ကို့လင်သားပဲဟာသူဘာဆွေးနွေးတယ်ဘာအကြောင်းပြောတယ်ဆိုတာ မရကောင်းပြီပြီအခက်ခက်လေးလာမှာပေါ့ဒါမှအချိန်တိုင်ကုလင်ကိုအကူအညီပေးနိုင်မှာမဟုတ်လားအဲ့ဒီသူတို့ဆွေးနွေးချက်တွေတဲ့ကကုလင်ကဘာလို့စိတ်ဝင်စားတယ်ဝါသနာပါတယ်ဆိုတာသိနိုင်တာပေါ့ဥပမာသူတို့ဆွေးနွေးတာစာပေကိစ္စလားဂီတအကြောင်းလားစီးပွားရေးလားလက္ခဏာပေးတဲ့အကြောင်းလားဆိုတာဂယုဆိုင်ပြီးရှင်ကလည်းအသွင်တူအောင်သူ့အကြိုက်လိုက်နိုင်အောင်စ조사မှာပေါ့မလမြိုင်ရဲ့ခုလို့โอ้ မတင်တန်းကလည်းခတ်လိုက်တာအိမ်ဝင်လာတဲ့သူ့တငယ်ချင်းတွေကနိုင်ငံရေးចောင်းသားပါဆိုမှပဲသူတို့ဆွေးနွေးတာလဲနိုင်ငံရေးပေါ်ရှင်ပြီးသူတို့ပြောတဲ့စကားတွေကိုလဲကျမမနားမလဲတာဖယားကြီးရှင့်ကိုဘတောင်ကအခုနိုင်ငံရေးတွေပါတွေဟဲ့ကိုဘတောင်ကတော့ဒါတွေကိုတိတ်ပြီးစိတ်မဝင်စားပါဘူးပေါင်ဟောင်းတင်ဟောင်းတငယ်ချင်းတွေကလာပြီးဆွေးနွေးတယ်ဆိုတော့လဲသူ့ခင်ဗျာလိုက်လိုက်ရော်ရော်ဆက်ဆက်နေရတာပေါ့မတ်တင်တဲ့ တခါတော့ကျမကိုပြောဘူးသေးတယ်။နိုင်ငံကြီးဆိုတာဖဲလိန်ရရတဲ့အလိုမျိုးပါပဲအမြိုင်ရဲ့တဲ့။ဒါနဲ့ကျမလည်းသူစိတ်ဝင်စားတဲ့လို့မဟုတ်ဘူးလေဆိုပြီးဘယ်လေးလာဖို့လိုမလဲပေါ့။အင်းစူစမ်းပါအောင်။အဲ့ဒါလို့အိမ်လာဆွေးနွေးကြတဲ့ចောင်းသား3-4ယောက်ထဲမှာတစ်ယောက်ကတော့ဂီတသမားမတ်တင်တိုင်းရဲ့သူကဖြင့်နိုင်ငံကြီးတဲ့ဂီတအចောင်းလောက်ကအာဒီသထားပြီးပြောလို့ရှိတယ်။ကျမကလည်းတချင်းတွေဘာတွေဝါသနာပါလေတော့ ။သူနဲ့ဆိုလေးဘေးကိုဖြူးလို့ပေါ့ရှင်။ဒါပေမဲ့ तू ကအရက်တောက်တက်တယ်။ तू တင်မဟုတ်ပါဘူးလေ။အဲ့ဒီចောင်းသားလေးယောက်စလုံးပါပဲ။လာလိုက်မှဖြင့်အရက်နဲ့တသိန်းသိန်းနဲ့ပေါ့။မကောင်းစားလိုက်တာမလှမြန်ရဲ့နော်။ចောင်းသားနဲ့အရက်ဆိုတော့နားထဲမှာစန့်ကျင်ဘက်ကြီးကိုဖြစ်နေတာပဲ။အမလေးအမိကသာစန့်ကျင်ဘက်နေသူတို့ပြောကြတဲ့စကားအရဆိုရင်ဖြင့်အရက်ကိုတထိုင်နဲ့များများတောက်နိုင်လေဂုံးရှိလေဆိုပဲ။ တပလင်းလောက်နဲ့ခေါင်းမထောင်နိုင်အောင်မူးတဲ့ចောင်းသားဟာမိမရှာတဲ့အဲ့ဒါလောက်ဖြစ်နေတာမတ်တင်တန်းရဲ့อืมအဲ့ဒါလို့သူတို့ကအိမ်ကိုလာလာပြီးဆွေးနွေးဟိုဟာပြောဒီဟာပြောတော့ကြရုပ်ရှင်သွားကြ ပြဆက်ကြည့်ကြနဲ့သုံးလလောက်လဲတွဲမိရောဟောကိုဘအတောင်လဲတောက်တက်စာပြူလာတာပဲနှို့မလာမြန်ကမပြောဘူးလားမပြောတော့ပါဘူး သူကြိုက်လို့တောက်တာပဲလေဆိုပြီးငြိမ်နေခဲ့တာဒါပေမဲ့လည်းမတင်တန်းရင်ကိုဘာတောင်းကနေ့တိုင်းမတောက်ဘူးသုံးရက်မှတစ်ခါတစ်ပတ်မှသုံးခါလောက်စုစုပူပူတော့မလုပ်ဘူးမလားမလားမြိုင်မလားမြိုင်ရုပ်တရက်အဖြေမပီးတစုံတရာကိုခက်လောလောတွေးလိုက်ပြီးမှไก่တငယ်ချင်းလိန်ရမယ်လူလည်းမဟုတ်လို့မှန်တဲ့အတိုင်းပဲပြောမယ်နော်ပြီးကိုကိုလည်းအကြံပေးစမ်းပါဟုတ်လား မတင်တန်းကတွက်လက်စွာပင်ကောင်းမြင်လိုက်ဒီလိုတငယ်ချင်းရဲ့ခုနပြောတဲ့ចောင်းတော်သားတွေတင်ပေးလို့တောက်တဆာပြုတ်လာတော့ကျမဘာမှမပြောပဲချစ်တဲ့စိတ်နဲ့ကြိတ်ပြီးခွင်းလွတ်ခဲ့တယ်အဲ့ဒီတုန်းကဆိုရင်တပတ်မှတစ်ခါလောက်ပဲတောက်တယ်နောက်တော့2ရက်ချာ3ရက်ချာလောက်ဖြစ်လာပါယောဒီအထိကျမလည်းကြည်နေခဲ့သေးတယ်အဲ့ဒီလိုနဲ့လီးလားလောက်ကြတော့ကျမပြောရော မကြိုက်တဲ့အကြောင်းပေါ့လေ อืมဒီတော့ तू ဘာပြောလဲတခါတလေတောက်တာပဲအမြိုင်ရဲ့တဲ့တူတူပြောရရင် နောက်ဆုံးမှာအရက်စမိတဲ့ယောက်ျားတွေရဲ့လမ်းစဉ်တိုင်းဘလို့မှပြောမရတော့ဘူးဆိုပါတော့မတ်တင်တန်းရဲ့သူ့မိဘတွေကို MLA တိုင်ပြီးပြီသူ့အဖေရောသူ့အမတန်ကြောက်ရတယ်သူ့အကြီးကပါအိမ်လာပြီးဆုံးပါတယ်အဲ့ဒီခါမှာတော့ခေါင်းညှိလိုက်တာပဲနောက်တော့မထူးပါဘူးကျမလည်းလူကြီးတွေကိုခဏခဏအပူမကက်ချင်တာနဲ့ မပြောတော့ပါဘူးချစ်တာကလည်းတချောင်းဆိုပါတော့ကွယ်ဆိုပါတော့ပေါ့လीသူ့ဟာကနေ့တိုင်းလဲတောက်တာမဟုတ်ဘူးကြီးကြီးလင်းလင်းပြန်လာတဲ့နေ့ဆိုရင်ကျမတို့အိမ်ဟာအตายာဆုံးအိမ်တော်တစ်ခုပေါ့ရှင်အဲမူးလာပြီဆိုမှဖြင့်ဘာမဟုတ်တဲ့အကြောင်းကလေးတစ်ခုကြောင့်ပဲမဲထားကန်ချင်ကန်တာပဲတိမ်တိမ်ကလေးခမရလဲသူ့အဖေမူးလာရင်နေစရာမရှိတော့ဘူးတိတ်ကြောက်တတ်တဲ့ကလေးမတင်တန်းရဲ့အဲ့ဒါကျမဘလို့လုံးရမှန်းတော့မသိဘူး နို့ကလေးကိုရောသူ့မူးလာရင်ရိုက်မောင်းပုံမောင်းလုံးသေးလားဝေးလှပေါ်ရှင်သူ့တမီတော်သူ့တိတ်ချစ်တာရှင့်အလွန်ကြုံမူးလာရင်သာနင်းနေပါပါအော်တာရိုက်ဖို့ဆိုတာတော့ဖယ်ထားရွယ်ယုံတော့မရွယ်ဘူးမတ်တင်တန်းလဲမတ်လှမြိုင်စကားဆုံးသွား၍အတန်ကြာသေးတိုင်အောင်ဘာမျှမပြောသေးပဲတောက်လက်စာကော်ဖီကိုမောချလိုက်ပြီးမှ ိုများဖြစ်နေမလားမလားမြိုင်ရှင်ကသဘောကောင်းကောင်းနဲ့တီးခန့်နေလို့သူရောက်တက်နေတာဖြစ်ချင်လဲဖြစ်နိုင်နေရှင်ပြောပုံနဲ့ဆိုတော့သူ့ဟာကအမူပါကြီးပဲရှင်ကဲဒါပြင်ဒီလိုလုပ်လေကျမကိုဝင်းမောင်ကိုလွှတ်လိုက်မယ်သူတို့ယောက်ျားချင်းတဖြည်းဖြည်းပြောယူပါစီပေါ့ဖြစ်ပါမလားမတ်တင်တန်းတော်ကြဘာလဲသူအရက်တောက်ပြီးရမ်းခါနေတာကိုလူတကာရှောက်ပြောရကောင်းလားဆိုပြီးကိုဘာတောင်ကရှင့်ကိုမဲမှာစိုးလို့လားဒဲရိုးကြီးတော့ဘယ်ပြောပါမလဲရှင့် ိုဝင်းမောင်ကိုမတိမတာဖြောင်းဖြာခိုင်းမှာပါအချိန်နေရနဲ့လာပေါင်းများစွာသာ ကုန်လွန်ခဲ့သည်ကိုဘတောင်ဤလုပ်ငန်းစဉ်က ပြောင်းလဲသွားသည်ဟု၍မရှိဘဲတောင်မြင်ရမ်းမြင်တောက်၍ရမ်းခဲ့ုံသာမကမြင်းလောင်းသည့်အလေးအထတစ်မျိုးပင်တိုး၍တက်လာပြန်၏ဟဲ့တိမ့်တိမ့်ကလေးမမြင်ပါလားမလားမြိုင် ဟုတ်ကဲ့အိတ်နေပါလေတော်တော်ကျမနှိုးလိုက်အောင်မယ်နေနေမနှိုးနဲ့အိတ်ပါစေကွယ် တော်တော်လည်းမရောက်တာကြလို့ဈေးသွားရင်ဝင်လာခဲ့တာဒါနဲ့ဟိုကောင်ကခုတောက်သေးသလားအသက်အရွယ်40ကျော်ကမိန်းမကြီးတယောက်သည်ကရင်ပေါ်ခွေခွေကလေးအိမ်နေတော့တိမ့်တိမ့်အားချင်းတောင်လှက်၍ကြည်ရင်ကဤသို့မေးလိုက်တော့ကြောင်းမလှမြိုင်လေတက်ပြင်းကလေးတစ်ချက်ကိုခတ်သွက်သွက်ချလိုက်ကတော်တော်တူလေးအရက်မပြတ်တဲ့ပြင်ခုမြင်းမလောင်းတက်နေပြီကောသူ့တော့ကျမလက်လျှော့လိုက်ပြီတော်တော် အကောင်ပြော်လဲအကောင်ကိုမထင်အောင်ဖြစ်နေပြီ။ဟိုစမ်းချောင်းက မတ်တင်တန်းယောက်ျားကိုသိတယ်မဟုတ်လားတော်တော်။အတော်ကြီးသည်စက္ကန့်ပိုင်းလောက်တွေ့နေပြီးမှ"နီးပါအိုးဘသူပါလိမ့်လေ။အော်အော်ဝင်းမောင်ဝင်းမောင်အင်းဘာဖြစ်လဲ။အဲ့ဒီကိုဝင်းမောင်ခင်ဗျာလေ။တမင်စေတနာကောင်းတဲ့တော်တော်တူကိုမတောက်မစားမကစားဖို့တတိပေးရှာတာကိုကိုယူကာယာပြောလွတ်တယ်လေ။ကျုပ်ပစံနဲ့ကျုပ်တောက်တယ်ကစားတယ်။ ဘာဖြစ်တယ်လဲဘာညာလဲခုဘယ်သွားတယ်လဲဘာတောင်ဒီနေ့တနင်္ဂနွေနေ့လေတော်တော်မြင်းပွဲကိုသွားပြီအေးပြန်လာရင်ပြောလိုက်စမ်းတော်တော်ကတွေ့ချင်းနေခုညာပဲလာခဲ့ဖို့မှားသွားတယ်လို့ အတော်ဦးလေးဘာကြီးမိပါရောနီးစက်ရမိတ်ဆွေများသားမကဆရာသမားများကပါစုဆုံးမတော်လဲကိုဘတောင်မှာအမူရမပြတ်တောင်းလျက်ရမ်းလျက်မြင်လောင်လျက်ပင်ရှိနေသည်ဟေးအမြိုင်ဘာဖြစ်တာလဲကွာမိအမြန်နာကလည်းစက်နှက်ခေါချိုးကြီးနဲ့ဘာလဲနှက်ပြန်ကိုမြင်းပွဲသွားမှမို့စူနေရလားအိုးဒါတော့ကိုဘတောင်ရှာလို့ရတဲ့ပတ်စံပဲဖြုံးချင်တယ်လို့ဖြုံးပါ အမြန်ရဘာတားနိုင်မှာတော့အရေးကြီးတာကိုလုတဲ့အလုပ်ဟာကောင်းဤမကောင်းဤဆိုတာစဉ်းစားဖို့ပါပဲအမြန်ကတော့ဘာမှမပြောလို့ပါဘူးအေးအဲ့ဒါလို့အပြောဆိုလိန်မာတာကလေးတွေကြောင့်ကို့မရောက်ချစ်တာကိုဘတောင်လဲပြောရင်းဆိုရင်းကပဲမလှမြိုင်ဤပါနှစ်ဖက်ကိုလက်ဝါးနှစ်ခုဖြင့်စုကိုင်းဆွဲယူပြီးနှစ်ဖူးကလေးဖြူဖြူကိုမှွေမှွေးကျူလိုက်သဖြင့် ဖေပါလှေကခြေတံကြရဲ့လားဘသူမှမသိဘူးဟုတော့မလမြိုင်ဤစကားမဆုံးမီပင်မမေရေဖေဖေရေထိုတန်များနဲ့အတူစီထားသောတကားတစ်ချက်ဖြက်ခနဲပွင့်လာတော့ကြောင်းဟောဖေဖေသမီးကြီးပါလားလာစမ်းမအောင်ဖေဖေစီလာစမ်းမအောင်ကိုပါတောင်လဲပျော်ပျော်ဆိုဆိုပင်ဆန်နှစ်အရွယ်ကလေးထိန်မိမငယ်လက်ထဲမှာတိမ့်သိမ့်ကိုကြပြာကတိလှမ်းပွေယူချီပြီး အာဘာဒရနန်းရှုံနေသောကြောင့်မလှမြိုင်မှာထိုအပြူအမူကိုကြည်ရင်အဆိုးနှင့်အကောင်တွန်တွဲနေသောလောကကြီးအားတယောတယောင်ယောင်ပြုံးလိုက်မိရှာ၏ကဲထိုင်ဖီဖီနဲ့တမီနဲ့ထိတ်ပုံတန်းကစားမယ်နော်တမီခေါင်းကိုမျက်စိပိတ်ထားဒီလိုဟုတ်ဘူးလေဟာဟာဒီလိုပိတ်ထားကဲတမီခေါင်းကိုဘသူပုတ်တယ်ဖီဖီဟမ်ဟုတ်ပါဘူး မေမေပုတ်တာသမီးရဲ့ဖေဖေမဟုတ်ဘူးတိမ့်သိမ့်မှာရုတ်တရက်အစင်စားရာကြက်တလို့ငိုင်းသွားရမှာခက်လှန်လှန်ရှိစာရေးစပွဲကိုဖုံးခါနေသောမလှမြိုင်အားငေးကြည့်လိုက်ပြီးမှာဟုတ်ဘူးဖေဖေပုတ်တာမေမေကဟူးဝေးကြည့်ဖေဖေကဒီမှာအတိညာဖူပွင့်စားအရွယ်တို့ရောက်နေပြီဖြစ်သည့်အတိုင်းတိမ်သိမ်းကလေးကဤတို့လျင်အကျိုးအကြောင်းနှင့်မိမိယာယာပြောလိုက်တော့ကြောင့်ဟေးကြားလားအမြိုင် ကို့သမီးပြောပုံအချက်မပိုင်ဘူးလားသမီးကအဖေတူလို့တိတ်ညံရွှင်တာပဲနော်အင်းတော်ပါသေးရဲ့သမီးကလေးမွေးမိပြီလို့တာတာဆိုခက်ရကြည့်အဆဆရရဖေနဲ့တူပြီးအရက်ပါတောက်တက်နေမှဖြင့်လာပြီဒီရက်မပိုင်စကားပြောမဖြစ်တယ်လို့ပဲကိုအမြိုင်ကကဲပါကွာထမင်းကူးကြည့်တော့စောစောစားပြီးပြဆက်သွားရအောင် ို့နှင့်မလှမြိုင်လဲထမင်းခူရန်ကလေးထိန်မင်းကလေးကိုပါခေါ်၍နောက်ဖေးခံသို့လှမ်းဝင်သွားလေ၏သမီးခုနာဘဲသွားတာလေအောက်မှာလေမမညူရဲ့ကိုကိုမမောင်ရဲ့ကိုကိုတို့ရဲ့တိမ့်တိမ့်ရဲ့အယုတ်လေးတွေနဲ့သွားကစားတာပေါ့ဩသမီးကအောက်ထပ်မှာသွားကစားတယ်လားဒီမှာသမီးသူများအိမ်မှာသွားကစားရင်လေငိမ့်ငိမ့်လေးထိုင်ပြီးကစားရတယ်နော်မစုံရဘူး ိုဟာစားမယ်ဒီဟာစားမယ်မပြောရဘူးနော်อืมတိမ့်တိမ့်ဟိုလေအောက်ကကြီးကြီးဟာလေဘီစကုတ်မောက်ပေးတယ်တိမ့်တိမ့်ဟာမစားဘူးပြောရပါ့စားရင်မင်းမင်းဟာရိုက်မယ်တဲ့အေးအေးတမီးကလိမ့်ပါတယ်ပြီးတော့ကိုကိုတို့မမတို့နဲ့ကစားရင်ရမဖြစ်ရဘူးနော်တိမ့်တိမ့်ကချစ်စပွဲကောင်းနှိမ့်ပြရင်ကမမညူနဲ့လေကိုကိုမောင်မောင်နဲ့လေရံဖြစ်တယ်ဖဖေရဲ့ မမညူမရိုက်တယ်ကိုကိုမမအောင်ကဲထမင်းခူးပြီးပြီကိုပါတောင်မလှမြိုင်အီလိုလှမ်းပြောလိုက်သည်နိကိုပါတောင်လဲတင်းသိန်းကိုပွေချီကနောက်ဖေးကန်သို့ဝင်သွားသည်တွင်ခေါ်လာပြန်ပြီကလေးကိုရှင်တော့ကောင်းကောင်းစားရမှာမဟုတ်ဘူးနို့တမိဟောကျွေးပြီးပြီလားထမင်းဘဲကျွေးရအောင်မလဲခါတိုင်းဒီချိန်စားကြသေးတာမှမဟုတ်တာနေပါစေသူ့ကိုတတ်တတ်အမြိုင်ကျွေးမပေါ့ ထူးပါဘူးကွယ်ကဲတမီးကိုပါကျွေးတော့အမြန်ကလေးတစ်ခါတည်းဝင်စားဟိုမတန်းဤကလေးပါထည့်ကျွေးလိုက် ပြီးရင်ပြဆက်သွားကြရအောင်ထိုအချိန်မှသည် နောက်ထပ်နာယီဝက်ခန့်ကြသည့်အထိမတ်လှမြိုင်ကထမင်းစပွဲတွင် ဝင်မထိုင်မိသည်ကိုဘာတောင်တို့တမီးအဖအားခူးခတ်ပေးနေရသည်ကတဖက်ကလေးဒိန်မတန်းဤအတွက်ထမင်းဟင်းထည့်ပေးနေရသည်ကတဖက်ဖြင့်တွတ်တွတ်လည်နေ၏ကိုဘာတောင်စကောင်းလိုက်အေးကောင်းပေါ့ကွယ ဒါမဲ့ငပိတော့ပဇွန်ကြောင့်များတော့လို့ထင်မှကွယ်ချိုလုံးအကြည့်နေတယ်။အော်အမြင်ဟောလာစားတော့လीစားစားအမြင်ဝင်စားလို့မဖြစ်သေးဘူး။သူ့စကားအတိုင်းပင်မန်လာမြိုင်မှာတကယ်ပင်ဝင်စား၍မဖြစ်သေးသည်ကိုတွေ့ရ၏။မတန်ဤကလေးကထမင်းထက်တောင်းသဖြင့်ထဲ့ပေးနေရခိုင်။အမြင်ရင်ဟင်းချိုလုံးပအောင်စူပြန်သဖြင့်မန်လာမြိုင်မှာခြားခြားလဲနေတော့၏။တိမ်တိမ်ကတဖန်ရေးတောင်းသဖြင့်ခတ်ပေးရသည်မှလေအလုပ်တစ်ခုဖြစ်နေတော့ကသူနေပင် ကိုဘတောင်တို့သာဓမင်းစာ၍ပြီးသွားကြသည်မလမြိုင်ကစေတုံကြော်တုံတကုံးကွာကွာဖြစ်၍နေသည်ကိုဘတောင်စကောင်းလိုက်ဒီနေ့တိတ်မိန်တာပဲကွာအိုးအမြန်ရောကြည်စမ်းခုထိမစားရသေးပဲကိုကိုလည်းသမီးကိုဂယုတဆိုင်ကျွေးနေတာနဲ့ဟင်အမြန်မစားသေးဘူးပြန်မှပဲစားတော့မယ်အေးအေးစေးစေးကဲထွက်ကြတော့အိမ်ရှိကိုအဝယ်စားလဲနဲ့ အားပေးနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းနှစ်ဆက်သိမ်းပိုင်းကိုလည်းစောင့်မျှော်အားပေးကြပါအောင်ရှင်။